လူငယ်တွေထောင်ထဲချီစစ်မျက်နှာတွေမှာတည်နေကြတယ်။ဒါဟာကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံသားတွေပဲ။ကျွန်တော်တို့နိုင်ငံရဲ့လူငယ်တွေပဲမလား။နိုင်ငံရဲ့အနာဂတ်ကိုသူတို့လက်ထဲမှာပဲအတားရမှာမလား။အကျိုးစီးပွားတွေနဲ့မိမိတိုင်းပြည်အကျိုးစီးပွားပေါ်ဖို့ပြုပဲစဉ်းစားကြားလိမ့်မယ်။တရုတ်ကလည်းတရုတ်နိုင်ငံပဲ။သူ့နိုင်ငံအကျိုးပဲသူစဉ်းစားမှာပေါ့။သူ့လို့သူလို့မှာပေါ့။အိန္ဒိယအိန္ဒိယအလို့လို့မှာပေါ့။ထိုင်းထိုင်းလို့လို့မှာပေါ့။ သူတို့နိုင်ငံသူတို့အကျိုးစီးပွားကိုအခြေပြုပြီးပဲစဉ်းစားမှဖြစ်တယ်သူတို့လို့သူတို့လို့ကြကျွန်တော်တို့နိုင်ငံကျွန်တော်တို့တွေကကိုကျွန်တော်တို့တိုင်းပြည်အမျိုးသားအကျိုးစီးပွားအတွက်ကျွန်တော်တို့တိုင်းပြည်အနာဂတ်အတွက်ဒါရီရပတ်သက်ပြီးဒီကနေ့ဘိုးချုပ်ထွန်မြတ်နိုင်အာခတ်တတော်ကြီးရဲ့တမှုချုပ်ရဲ့ပြောစကားတွေကျွန်တော်တေချာနားထောင်ဖြစ်တယ်နောက်တစ်ချက်ကတိုင်းက9နှစ်တာအတွင်းမှာပထမဦးဆုံး ကျန်းကြီးကိုဥက္ကဋ္ဌနဲ့အန်ယူဒီတမရဆွေးနွေးတဲ့တည်င်းထုတ်ပြန်တာနလန်ထလာတဲ့စစ်ကောင်စီကိုဘလို့ရိုက်ချုံးလဲစစ်တပ်ဟာနလန်ဘာကြောင့်ထလာနိုင်တာလဲကဲဆွေးနွေးမှုကိုမစခင်ပါလူကြီးမင်းတို့ကရောဘလို့ရှိမင်းတုံးတက်တယ်ကိုမမရှိပြီးခဲ့ပါကျွန်တော်တဲလုံးစားပြီးတော့ချပေးခဲ့ပါမယ်ကျွန်တော်တို့ဆွေးနွေးမှုကိုစတင်ကြရအောင် ဒီနေ့အကြောင်းအရာအဓိကအကြောင်းအရာကတော့ can you ဥက္ကဋ္ဌနဲ့အမြူတီတမရပြေဆုံးဆွေးနွေးတဲ့တိုင်းတက်လာပါတယ်ရေကဝဲဖို့အတူစန့်ကျင်မယ်ဆေအာနာရှင်အမြင့်ဖြဲ့ပြီးအတွက်လွတ်မြောက်အောင်တိုက်ပွဲဝင်မယ်အတူတကွဆိုရဲဆွေးနွေးမှုကိုတနာရွေး ပြောရေးဆိုခွင့်ရှိတော့ဝန်ကြီးချုပ်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူနေဖုံးလိုက်ရဲ့ထုတ်ပြန်ချက်တွေမှာကျွန်တော်တွေ့ရပါတယ်။အဲ့တော့ KNU NUG နှစ်ဖက်အင်အားကြီးရအောင်။ KNU ဒီလည်းနှစ်90တွေ့ကြုံရှိတယ်တော်လိုင်းတပ်ဖွဲ့ G တိုင်းသား ER ကရင်ဗမာပြည်မှာအင်အားအကောင်းဆုံးနဲ့တော်လိုင်းတပ်အရင်ဆုံး။အရင်အတိတ်ကာလမှာလည်း ညမဒီမိုကရေစီအရေးအတွက်ဗိုလ်ချုပ်များလို့ခင်မှာရုံးကအစိုးရတွေဖွဲ့ ABDF ចောင်းသားတက်မတော်တွေကိုတိဆောက်ပြီးညမတော်လှန်ရေးအတွက် ABA အရေးတော်ပုံတော့ကိုဆက်ချင်အရေးတော်ပုံမှာဒီပါတီတို့ဒီဒီဒီလူတွေကုညီခဲ့ကြသေးတာတွေ့ရတယ်အဲ့ဒီအဲ့ဒီကာလကဖက်ဒရယ်လို့ပြောပြီးတော့ဖုတ်ဘက်ကထွက်သွားတာလဲမင်းတို့ပါပဲလို့အပြောခံခဲ့ရဘူးလေဗိုလ်ချုပ်မှပြောတာဒီဘက်ကကချင်လူမျိုး န်ယူဂျီရဲ့တမရာကြီးဒူဝါလက်ရှိရတရင်ပေါင်း300တရင်ပေါင်း900ကအန်ယူဂျီရဲ့ကာကွယ်ရေးဝန်ကြီးကထူထူထိုးစစ်ကြီးဆင်နွှဲမယ်လို့တဖွားဖွားပြောနေတဲ့အချိန်တွေ့ကြတယ်။ဘာဆက်ဖြစ်နိုင်တယ်လို့ထင်ပါတယ်။ဒီတွေ့ဆုံမှုဟာ plus ကောင်းသောတွေ့ဆုံခြင်းဖြစ်တယ်လို့ပထမဥစွာသုံးသပ်ပါတယ်။2 plus ပေါ် plus sin အကောင်းပေါ်အကောင်းဆင့်တဲ့အခြေအနေမျိုးကတော့အန်ယူဂျီတက်နေ တန်ယူတက်ပြီဘလို့ပေါင်းစည်းတိုက်ပွဲဝင်မလဲပေါင်းစည်းမှုဟာတောင်ပိုင်းစစ်တေတာအခွင့်ကိုပြောင်းမြန်လန်လောက်တဲ့အဖြစ်ရောက်အောင်ဘလို့ထုံလဲကဲဒီဥက္ကဋ္ဌကြီးဖြစ်တဲ့ဆိုလိုပရိုဆော့ခွေတူဝင်းတူဝင်းကေမျိုးသားအစီယုံကဲန်ယူတမဟာတိနှစ်3 4 5 6 9တနင်္လာရီပါလာပိုင်ရှစ်ဗမာပြည်ရဟိုးအမေအဖျားပိုင်းကနေ ဟိုအလဲပိုင်းဘကိုတိကရင်တက်မာတွေရှိတယ်အဲ့ဒီကင်းတက်မာတွေကတပြိုင်နဲ့တိုက်ခိုက်တိုက်ပွဲဝင်ထိုးစစ်ဆင်နိုင်ရင်နမနစ်အန်ယူချီရဲ့တရင်တွေကအဓိကအများဆုံးရှိတာစကိုင်းမကွေးတကြောမှာဘကိုအဆက်ကနေစကိုင်းမကွေးတကြောလုံးထိအမျိုးသားညီညွတ်ရေးအစိုးရရဲ့တရင်တက်ပွဲပကပါရီပလပါရီပါပါရီရှိတယ် မြမာပြည်ရဲ့အဖျားပိုင်းကနေပဲခူးညီမာပြည်ရဲ့အလဲပိုင်းနှာထိတက်မှာတနေ့သုံးနေ့ငါးချောင်းခွန်ရှိရှိတဲ့ကရင်တက်မှာတွေနဲ့သခိုင်းမကွေးပဲခူးရိုးမမသည်တခွင်လုံးအလဲပိုင်းတခွင်လုံးနှီးပါမှာရှိနေတယ် PDF တက်တွေပေါင်းစီတိုက်ပွဲဝင်နိုင်ရှင်နေပြီးတော့ဝိုင်းနိုင်ပြီနေပြီးတော့ချင်းချောက်နိုင်ပြီဖြစ်တယ်အရှိတဖြတ်တက်ကြည့်မယ် NUG နဲ့ TNL နဲ့ဆက်ဆက်ရင်အမှန်တကောင်းတယ် KIA နဲ့ဆက်ဆက်ရင်အမှန်တကောင်းတော့တွေ့ရတယ်ညင်းလို့မရဘူးအရှိတမ်းအဲ့တော့ TNL TIA တက်တွေ့နေ MDY PDF အပါဝင် BBL PL တက်တွေ့နေကချင်းစကိုင်းအဆက်မကွေးစကိုင်းအဆက်နေမန္တလေးပြည်ဦးနဲ့စစ်မြေနာတကြောဟန်ချင်းကြီးတိုက်ပွဲဝင်နေတယ် ဖက်စစ်တပ်ရဲ့နလန်ထတာကိုရိုက်ချိုးနိုင်တဲ့အနေထားတရရမယ်တကယ်တိုက်ရင်ရမယ်ဟုတ်ပြီဒါက KNU ဥက္ကဋ္ဌကြီး ਨੇ အန်ယူဂျီတမလာကြီးရဲ့တွေးဆမှုရလကောင်းနေဖြစ်လာနိုင်အောင်စဉ်းစားကြည့်တဲ့ဆွေးနွေးချက်နောက်တစ်ခုက MDY PDF ကတင်တဲ့စင်ပွဲကြီး စိတ်အင်္ဂါ၄ပါအစုံကြီးခင်းပြီးတော့ဆင်းလာတယ်။ PDF တက်မတော်ရဲမှာအခန့်ညာဆုံးစီးစစ်နဲ့အကြဆုံးလက်နက်အင်အားလူငယ်အတောင့်တင်းဆုံးလို့ပြောလို့ရတဲ့ MD1 PDF ဒီတင်တန်းစစ်ပွဲရဲ့အရှိန်ဟာအလဲပန်းတိုင်းစစ်ဌာနချုပ်ကိုမန္တလေးနန်းဝင်းကတပ်တွေကိုအိမ်မဆိုးမဆင်နေဆိုတော့ချိန်သေးတယ်သို့တော့နောက်ကျကြပြီးတဲ့နောက်ပိုင်းကြောင်မဲထိုးစစ်ဆင်ခံရတဲ့အခြေမရရနဲ့ပဒင်ကြီးတကြောကိုဖက်စစ်တက်ကတောချောက်ပြီးတော့လေမြန်နဲ့ဘုံကျဲနေတဲ့ကာလမှာ ီလိုစစ်တမ်းနဲ့စင်ပေါ်ကြီးပြနိုင်တာကတော့မင်းအောင်နိုင်ရွက်ကိုတဆွေးဆွတ်နိုင်တယ်လို့ပဲကျွန်တော်တို့ယူဆလို့ကြားတယ်နောက်ဆုံးတစ်ချက်အာဂတ်တက်တော့အီဘုချုထုံးမြတ်နိုင်ပြောသွားတဲ့အထဲမှာအဓိကကြဆုံးစိရာဇဝိကောင်တီရဲ့ကြောက်လန့်နေမှုဆွေးနွေးကြရအောင်တမတတရဲ့တမမှု နာခခငါရဲ့တတ်မှမူအစရှိတဲ့သူတွေဖမ်းမိအဲ့ဒီမှာမှဘုံမှုချုပ်သူတွေထွန်းဖမ်းမိတဲ့အချိန်မှာတဲ့အရန်ကြောက်ပြီးတော့စီဂျိုတွေတက်ပြီးအရန်ကြောက်လန့်ပြီးအဲတချို့ကြပြန်တော့လည်းဒါကြီးဆန်းကုံတော့လို့ထမင်းငယ်လို့လုံးဝမလှုပ်နိုင်လို့အဲ့ဒီလူတွေကြတော့လည်းကျွန်တော်လုံခြုံရေးရတော်တော်လေးတတိထားပြီးဂိုင်တွေရတဲ့သဘောရှိတယ်တချို့ဘုံချုပ်တွေဆိုရင်အများစုပါပဲ ဒီဖက်မှာကျွန်တော်တို့ဖန်ဆီးထားတဲ့ပူချုပ်တယ်ဆိုရင်လုံးဝသူကကြည်ဆန်းကုန်တော့လို့သူကအဲ့ဒီအချိန်မှာ105မီလီမီတာဟောက်ဝေဇာတွေကိုဘုံခွဲပြီးမှဒါမှမဟုတ်ရင်ကြံခဲ့တဲ့ကြက်ငွေတွေကိုအကုန်လုံးမီးရှို့ပြီးမှအဲ့ဒီပြာကြောင်ချတော့တဲ့လူတွေပါပဲအဲဆိုတော့အများစုပေါ့လေနော်ဒီမောင်တော့မှာဖမ်းမိတဲ့တူရင်ထွန်းလား သူဆိုရင်တကယ့်ကိုသူ့ရဲ့တပည့်တွေကိုရရဆက်ဆက်နဲ့အမိန့်ပေးပြီးမှမင်းဒါမလုပ်ရင်တေတံကြမယ်ငါကိုယ်တိုင်တတ်မယ်ဆိုပြီးမှခိုင်းစေတဲ့လူထဲမှာပါတယ်ဒါမျိုးပုံကိုယ်တွေကြတော့ကျွန်တော်တို့ကဟိုဟိုကြားတွေကိုထိမ့်သိမ့်တယ်လို့မျိုးထိမ့်သိမ့်ရတာပေါ့ဗျာနော်အဲ့ဒီကြားတာချန်တဲ့အတွက်ကိုယ်ကိုကြိုက်မယ်လေသူတော့ကိုလည်းအကိုက်မခံရအောင်တတိထားပြီးထိန်းရတာပေါ့ဒါပေမဲ့ तू ကကြမ်းပါရေးမကောင်းဘူးပဲအဲ तू က ဟမ်းမိတဲ့အချိန်မှာအရင်ကြောက်စိတ်တွေဝင်ပြီးမှစီးချိုတွေတအားတက်လာတယ်ကျွန်တော်တို့ကသူ့တေမေတောင်ထင်တာဒါကြောင့်ကျွန်တော်တို့သူ့ကိုတကယ် intensive medicare နဲ့အဲကဲထားရတဲ့သဘောမျိုးသူကြောက်စိတ်တွေတအားဝင်တယ်ဘာဖြစ်လို့ဆိုတော့သူလှုပ်ထားတဲ့ဟာတွေကအရင်များတယ်ဒါကိုကြည့်ချင်းအပြည့်ဗမာစတပ်ဗမာစစ်တပ်ကဘုံချုပ်တူရမတရားဖိနှိပ်ရုံမာရက်ဆက်တပ်ဖြတ်အချမ်းဖတ်တော်လေး ီလှုပ်ဆောင်ချက်တွေကိုပြန်လဲတုံ့ပြန်ခံရမှာကိုအရန်ကြောက်နေတယ်ဆိုတာကိုထပ်တွေ့ရပါတယ်။သူတို့ကျူးလွန်တဲ့စီရာသွေးမှုတွေကိုသူတို့သိပါတယ်။သူတို့ယုံမာမှုကိုသူတို့သိပါတယ်။သူတို့အရန်ကြောက်နေပါတယ်။ဘာနဲ့ဥပမာထားပြီးပြောလဲဆိုတော့အင်မတန်နာမည်ကြီးပါတယ်အင်မတန်မင်းအောင်လိုင်ရဲ့လူယုံကြီးဖြစ်ပါတယ်ဆိုတဲ့တက်မမှုသူရင်ထွန်းကိုဖမ်းမိတဲ့အချိန်မှာကြောက်လန့်နေတာကိုကြည်ရင် ။ဩဒီသူလူတို့ကိုယုံမှရက်ဆက်တန်တက်ဖြတ်တဲ့အကြံဖတ်မှုကိုကျူးလွန်တဲ့သူတွေဟာတနေ့မှဒီလိုလိပ်ပြာမတန်ပဲအကြောက်တရားတွေနဲ့ရင်ဆိုင်ရပါလား။စိတ်ရဇဝိကောင်းနေမှန်သမျှဟာတသက်ပလုံးအကြောက်တရားနဲ့ရှင်တန်နေကြရတာပါလား။ဒီကြောက်စိတ်ကြောင့်ပဲမင်းအောင်လိုက်ဟာဖက်စစ်တဟာဒီကြောက်စိတ်ကြောင့်လက်ရှိအချိန်ထိ တိုင်းပြည်ကိုဖျက်ပြီးသူ့ကာနာအတွက်စစ်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်ဒီစစ်ပွဲကိုရက်တန့်လို့မရတော့တဲ့အခြေအနေရောက်နေပါဒီစစ်ပွဲကိုရက်လိုက်ရင်မင်းအောင်လိုက်မိသားစုနဲ့တကွာစစ်ပူကျုပ်အားလုံးကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုစစ်ရာဇဝတ်မှုတွေဟာဘလို့ဒီနေ့မှခွင့်လို့လို့မရတဲ့အနေထားကိုရောက်ရှိလာပြီ ဲမှုရက်လိုက်တာနဲ့တပြန်နဲ့ရှုံးသွားတာနဲ့တပြိုင်နဲ့ပြန်လေကျူးလွန်ကျူးလွန်ခဲ့တဲ့အပြစ်တွေကိုဗျာဒီလားပြစ်ဒဏ်ခံရမှာမင်းဝိုင်းကိုစစ်ဖို့ကြိုးကြောက်နေကြကြောက်နေတယ်ဆိုတာချိန်တယ်အဲ့တော့အကြောက်တရားမှသည်စစ်ပွဲစီကိုတိုင်းပြည်ကိုဆွဲခေါ်နေတဲ့နလန်ထားတဲ့ နလန်ထလာတဲ့မင်းအောင်လှိုင်ဘာကြောင့်နလန်ထနိုင်တာလဲနလန်ထနိုင်တဲ့အကြောင်းတရားတွေမှာမှနံပါတ်1အမားတွေကိုသင်ခန်းစာယူတယ်နံပါတ်2အိန္ဒိယတရုတ်နိုင်ငံအိန္ဒိယနိုင်ငံအခြားသောနိုင်ငံတွေရုရှားနိုင်ငံသူတို့ရဲ့ပံ့ပိုးမှုတွေမရရအောင်ခြေတလုံးဘက်ဒူးတော့အတနာခံတယ်ကြောက်ကြောက်ရှုံးတာကြောက်တယ်အဲ့ဒီနီလန်းနေနဲ့အတူပြည်သူစစ်မှုတန်း ဥပဒေဘောတာဆွဲပြီးတော့ရှေ့တန်းမှာလူငယ်တွေကိုအသေးခံတိုင်းနေဒရုန်းတွေလီမြန်တွေမတရားတုံးပြီးရှုံးမှကြောက်တဲ့စိတ်ချောင်အတက်တွေဘဝတွေတိုင်းပြည်အနာဂတ်တွေထဲ့မတွေးတော့ပဲကြီးပါတဲ့စစ်ပွဲကြီးကိုဆင်တွေနေလျက်ရှိပါတယ်အဲ့တော့ဒီနေရာမှာဘုရုတွင်နိုင်ပြောတဲ့စကားလေးနဲ့ညက်ပြောပါမယ်နလန်ထလို့စိုးရိမ်စရာမရှိပါ စရိယာရဲ့တော်လိုင်းသမိုင်းကိုပြန်ကြည့်ရင်မင်းအောင်လိုင်းထပ်ပို့ပြီးတော့နိုင်ငံကြီးနိုင်ငံကြီးစစ်ကြီးကုညီတဲ့သူအများကြီးရှိပါလေရုရှားတို့စစ်ချေဆိုင်စခန်းကြီးလာဆောက်ပြီးတော့တော်လိုင်းတက်တယ်ကိုချိန်မုန်းတာနောက်ဆုံးတော့တော်လန်သောညီညွတ်ရေးချောက်အဆက်ထွက်ပြေးရတယ်မလားဆိုတဲ့စကားတပည့်အိန္ဒိယနိုင်ငံရဲ့ geopolitics ပထဝီနိုင်ငံကြီးနဲ့ပတ်သက်ပြီးသူက သူပြောကြားချက်ကအင်းကြီးချင်းနိုင်ငံမကလို့အင်းဝေးချင်းနိုင်ငံပဲဖြစ်ဖြစ်သူ့တိုင်းပြည်အကျိုးစီးပွားအတွက်သူတို့လုံကြပါပါပြီကျွန်တော်တို့ကလည်းကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့အမျိုးသားအကျိုးစီးပွားအတွက်ကျွန်တော်တို့နိုင်ငံသားတွေတကယ်လုံကြရဲ့လားဒီမိဘအရန်ကောင်းပါတယ်ဒီအတွေးစားချက်အရန်ကောင်းပါတယ်တိုင်းပြည်ပြည်ပြုစိတ်သက်လို့ပြောလို့ရပါတယ် စိရသွေးကောင်းပြီးကြောက်တဲ့အကြောက်တရားကိုလည်းဒီလိုပြတယ်ဗျဒါကြောင့်မို့အဲ့ဒီအဲမှာမှအရေးကြီးဆုံးတော့စကားရက်ကရှေ့တန်းမှာတည်နေရတာကျွန်တော်တို့တိုင်းပြည်ကနိုင်ငံသားတွေပါပဲစစ်ပွဲတွေတည်ခြင်းတရားတွေအကြမ်းဖက်တွေအနှိတ်ထာယုံတွေကို လူသားမိုင်ဘသူကမှမကြိုက်နှစ်သက်ချပါကျွန်တော်တိုင်းပြည်ရဲ့အနာဂတ်ကိုဒီလူငယ်တွေလက်ထက်အခက်ရမှာကိုမတွေးဆပဲလူငယ်တွေရဲ့စာတင်ကြောင်းတွေဘုံကျင်းနေတဲ့မင်းအောင်လိုင်းဟာဘလို့စိတ်မျိုးရှိလဲဘလို့စိတ်ဓာတ်မျိုးလဲဆိုတော့နားလည်မရဘူးဆိုတဲ့စကားလေတိုင်းပြည်ကောင်းဆောင်တယောက်ဖြစ်လာနိုင်တဲ့ National Leader ဖြစ်ဖြစ်နိုင်တဲ့အတွေးခေါ်တရက်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်။အဲ့တော့ဒီကနေ့ပွဲဟာစစ်တိုက်နေကြတာပါ။နှစ်ဖက်သိချင်နေကြပါတယ်။ဒါပေမဲ့တေဆုံးသည်။လူတွေဟာကျွန်တော်တို့နိုင်ငံသားတွေ။ဒီစစ်ပွဲမှာဖက်စစ်တပ်မင်းအောင်လှိုင်ကတော့ရှုံးမှကြောက်တဲ့စိတ်ရှုံးသွားခဲ့ရင်ဆွေစဉ်မျိုးဆက် စစ်အုပ်စုတစ်ခုလုံးပြည်သူ့ခုံရုံးထက်ကနေမလွတ်ထောက်ဘူးဆိုတော့တိတို့ကြောက်တယ်စိတ်တွေကြောက်တိုင်းပြည်ကိုအစုတ်ပြတ်ဆုံးအခြေအနေဖြစ်နေတာတော့လက်မကြည့်ပဲဒီကနေ့ဆိုရင်နျူကလ িয়ার ထိပ်သီးဆွေးနွေးပွဲသွားတက်တယ်ဟွန်းအဲ့ဒါဟာဖက်စစ်တပ်ရဲ့ညီကုံပိုင်းကိုရောက်မယ်ကိစ္စပါပဲနျူကလ িয়ার နဲ့ပတ်သက်ရင် နျူကလ িয়ার နဲ့ပတ်သက်ရင်တရုတ်ကသူ့နိုင်ငံဘေးနားမှာနျူကလ িয়ার ရှိတဲ့နိုင်ငံတနိုင်ငံရှိခွင့်ပေးမလားအမေရိကန်ကရောနျူကလ িয়ার လက်နက်ပမာပြီးမှရှိခွင့်ပေးမလားရုရှားကမြောက်ပေးလို့နျူကလ িয়ার ဆိုပြီးစိတ်ကူးရင်နေတယ်မင်းအောင်လိုက်အတွက်ရုရှားကောင်းကင်ရင်မှာလေနေတိုးကနေရင်နေဝဲနေတာကိုသိပါရဲ့လားကမ္ဘာနိုင်ငံရေးအစီအစဉ်တစ်အာဂျင်တာတစ်မှာ မင်းအောင်နဲ့ဖက်စစ်တက်မချခင်ကြားညံ့မဲ့အခြေအနေမျိုးရှိနေပါတယ်တွေးတွေးဆဆဆင်းဆင်းချင်းချင်းအတွေးကိုအမြုံမြင်ရှိရှိနဲ့ကျွန်တော်တို့မဟာပြူအားမြောက်စင်စာတွေးခေါ်ချက်တွေနဲ့ဒီတော်လန်ရေးကိုအောက်ဝဲနဲ့အဆုံးတက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီတော်လန်ရေးဟာစစ်ကောင်စီကအာဏာပြန်အပ်လို့ဖန်စီရတဲ့ခေါင်းဆောင်တွေကိုပြန်လို့ပေးုံနေတော့ပြီးမဲ့ပွဲမဟုတ်တော့တာ တေချာနေပါရန်သူလည်းမဟုတ်ဘူးလက်နက်ကင်ထားတာလည်းမဟုတ်ပဲမျိုးရင်းနေပြည်သူတွေကိုဖမ်းမိတဲ့အခါဖက်စစ်တပ်ဟာခေါင်းမုတ်ထားပြီးတဲ့ဂျားတွေကရိုက်တယ်ဒူးထောက်ထားပြီးတဲ့ဂျားကဒီပြည်သူတွေကိုစစ်ဖက်နေနဲ့မျက်နာတွေကိုတတ်နေကြတယ်ဘယ်ကလာမှမသိတဲ့တနတ်တွေလက်လုံးမိုင်းမောင်းစုံနဲ့တိုင်းဝိုင်းချံရဲ့ဓာတ်ပုံရိုက်ယူစီပြီးအမှုကြီးအောင်လုပ်တယ် အရှက်တကွဲကျိုးနေဖြစ်အောင်လုပ်တယ်စစ်ကြောရေးမှာလူမဆန်အောင်နှိပ်ဆက်တယ်လက်လုံးကြီးတည်သွားခဲ့ရင်ကိုပစ်ဖြစ်တာလို့စီးကြိုတက်တာလို့အကြောင်းပြတယ်ကြောက်မဖွဲရချုပ်ရိုးတွေနဲ့အလောင်းတွေကိုပတ်ဆက်တောင်းမိမိသားစုစီမှာရွေးခိုင်းတယ်ကိုမိသားစုရဲ့အလောင်းကိုပြာအိုးတော်မရတဲ့အဖြစ်တွေအစဖြတ်တကြိုခံရတယ်ရန်သူနေမာလီ တနက်ကန်တိုက်ခတ်နေတဲ့စစ်သားတော်တနက်ဘေးချလိုက်ရင်နိုင်ငံတကာဥပဒေအများအရစစ်တုံးပန်းဥပဒေအများအရဆုံးရှုံးခံခွင့်ရှိတပတ်ရလူကိုစာနာရမယ်စစ်ဥပဒေအများအရဆောက်ရှောက်ရမယ်ဆိုတာကောစစ်မြေပြင်မှာရှိတယ်ဒါပေမဲ့ကိုတမင်းကိုစားနေတဲ့ငါတို့တိုင်းပြည်ငါတို့ပြည်သူကတော့ဘာလည်းမှမရှိပဲနဲ့ ဒီပြည်သူတွေဟာစစ်ကောင်စီရဲ့အမဲဖြတ်ခြင်းကိုခံရတယ်။တကယ်တော့ဒီပွဲဟာဒီပွဲဟာဒီဖက်စစ်တပ်နဲ့ဒီပြည်သူနဲ့တိုက်တဲ့ပွဲပါ။ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားရှုမြင်သုံးသပ်ပြီးဉာဏ်ပညာရှိရှိအတွေးခေါ်ရှိရှိနဲ့အနာဂတ်အောင်ပွဲကိုတည်ဆောင်နိုင်မယ့်မဟာဗျူဟာတွေကိုစနစ်တကျ ်ဆောင်ရွက်ရမယ့်အချိန်ခါတွေဖြစ်နေပါဘူး။အားလုံးယေရှုတော်